တနည်းတာလုံးပြင်ပန်းပြီးအဲ့ရဝင်တော့မဲ့အချိန်မှာ အနားမှာရှိတဲ့ရေဘူးကိုမြင်ပြီးရေတောက်ဖို့သတိရတတ်ကြပါတယ်။အိတ်ခံဒီရေတောက်လိုက်ရင်ကောင်းမလားမတောက်ရင်ကောင်းမလားဆိုပြီးစိတ်ထဲကနေမေးခွန်းမေးတတ်ကြလိမ့်ရှိပါတယ်။တချို့ကတော့ညအိမ်မဲ့ချိန်ရေတောက်တာကောင်းတယ်လို့ဆိုကြပြီးတချို့တွေကတော့အိတ်ခံဒီရေတောက်တာမကောင်းဘူးလို့ပြောကြပါတယ်။တကယ်တမ်းကဘယ်ဟာကအမှန်ဖြစ်မလဲ။ ကြည့်ရှုသူမိတ်ဆွေများအတွက်စိတ်ဝင်စားဖွယ်ဂူကြီးတာဖြစ်ဖွယ်အကြောင်းအရာများတင်ဆက်ပေးသွားမှာဖို့ The Rehab Channel လေးကို Like and Subscribe လုပ်သွားပေးပါဦးခင်ဗျာအများစုရဲ့အဖြေကတော့ညာအိတ်ခံလေးရေတောက်တာကောင်းတယ်လို့ဖြေကြပါလိမ့်မယ်ဒါပေမဲ့တောက်မဲ့ရေပမာဏတော့ရေးကြည့်ပါရယ်ညာအိတ်မဲ့အချိန်မှာရေအနှဲငယ်တောက်ပြီးတာကအိတ်ဒီစင်အတွင်းမှာခန္ဓာကိုယ်ဟိုက်ဒရိတ်ဖြစ်အောင်ထိန်းပေးထားပါတယ် ထူးသဖြင့်ညလေပိုင်းမှာ coffee တောက်သူတွေ exercise လုပ်သူတွေနဲ့နေပူရဲမှာအလုပ်လုပ်ရသူတွေအတွက်တော့ပိုပြီးလိုအပ်ပါတယ်။ရေတောက်သုံးမှုကြောင့်ခန္ဓာကိုယ်အတွင်းရှိအသားရေအသက်ရှူမှုနှလုံးခုန်လုံးစရော်ရည်နဲ့ခန္ဓာကိုယ်ရင်းရေထဲမှာကြာအောင်ထိမ့်ပေးနိုင်ပါတယ်။ဒါပေမဲ့ညအိတ်ခံပြီးရေတောက်တဲ့ပမာဏများသွားရင်တော့ပြဿနာဖြစ်လာတတ်ပါတယ်။အဲ့ရဝင်ပြီးနိုင်အနှဲငယ်အချာမှာတန့်စင်ကန်းသွားမှုလိုလာရတာက အဲ့ချိန်လုံလောက်မှုအတွက်ကောင်းပါဘူးအေးရာကမထနေတာပဲဖြစ်ဖြစ်အိမ်မောကြပြီးမလို့လို့ပဲဖြစ်ဖြစ်စီးထမသွားပြီးရင်အေးရာရဲ့စီးထွက်ကြခြင်းစီးဖုံနဲ့စီးရိတ်ခြင်းပါကကြောက်ကန့်နဲ့စီးတန်းကြောင့်ဆိုင်ရာဖြစ်လာများဖြစ်ပေါ်လာနိုင်ပါတယ်ဒါမှမဟုတ်မကြခဏစီးခဏခဏသွားရတာကြောင့်အေးပြက်ကနောက်လေအလုံးချိန်တွင်ပြင်ပမှုများဖြစ်လာနိုင်ပါတယ်ဒါကြောင့်အေးရာဝန်ခံလေးရေတောက်ဖို့အတွက်နီလန်းချို့ကို ညဝေခြင်းပါတယ်အိတ်ခံလေးဓာရီဝတ်အလုံးမိနစ်30လောက်မှာရေအနှဲငယ်ပြတောက်တော့ပါပမာဏအဖြစ်လက်ခုပ်တစ်ခွက်စာဒါမှမဟုတ်လက်ခုပ်ဝက်ခတ်တောက်တော့ရေလုံလောက်တယ်လို့ကြည့်ရပါတယ်တောက်ပြီးသွားတဲ့အခါတစ်ခါတည်းအပေါ်သွားပြီးမှအိတ်ခြင်းဟာပြင်းပြော်တဲ့အမှုကျင့်ဖြစ်ပါတယ်ဒီလိုပြုလုပ်ခြင်းအဖြစ်အိမ်ကြီးမပြတ်ပဲ hydration နဲ့ပြည့်ဝစေနိုင်ပါတယ်ဒါကြောင့်အိမ်ရဝန်ခံသည့်ချိန်မှာ ရေတောက်တာကောင်းတဲ့ဘက်ကပိုပြီးအလေးတာပါပဲဒါပေမဲ့တောက်သုံးတဲ့ပမာဏနဲ့အချိန်ကတော့ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်တန်ရှင်းတဲ့ရေကိုတောက်ချင်းဟာကျမရေကိုအထောက်အကူဖြစ်စေမဲ့အလေးကျင့်ကောင်းတစ်ခုလည်းဖြစ်ပါတယ်ဒါကြောင့်ညအိပ်ရဝင်တဲ့အခါရေတောက်ပြီးအိပ်တဲ့ဟာမအိပ်သင့်ဘူးလားဆိုတာကိုမိတ်ဆွေတို့ရဲ့အမြင်ကိုလည်းကုံမမှရေးပြီးတော့ပါဦးဒီညမှာတော့ရေကိုတင့်တင့်မြတ်မြတ်စွာတောက်သုံးပြီး ေးစေးတတ်တာစွာနဲ့ထိစပ်အလားယူလိုက်ပါလို့အကြံပြုလိုက်ပြရစီခင်ဗျာ။